မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာကျွန်တော်တို့ပြရာဝတ်အထိအပြည့်ထုတ်ပေးနိုင်တဲ့ဒီ portable power bank လေးတွေကိုကျွန်တော်တို့အတူတူကလိုက်ပြီးတော့လေ့လာကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီတော့ဝင်လာတဲ့ design ကိုပါတော့ဒီအင်ကွန်လေးတည်တံ့နေဝင်လာတာပေါ့နော်အဲ့ဒီမျိုး design လေးနဲ့ဝင်လာတယ်ဒါတော့ကိုယ့်ကိုပြန်ပြီးတော့ထိုင်ပေးရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ तू ကဝတ်တရားအထိဒါကောင်းကောင်းမွန်မွန်ထုတ်ပေးနိုင်တာကိုတွေ့ရတယ် အနောက်ပြီးတော့သူဒီမှာကျတော့သူဒီမှာခလုတ်လေးတွေရောပေါအောင်ပါဗောနော်အဲဒီမှာ data data ကျွန်တော်စင်ပြီးထားတဲ့ပုံလေးပေါ့ဟုတ်ပြီဒီပုံစံလေးဖြစ်သွားမယ်နော်အမှတော့ back cover တွေကဆက်တော့ကြာကြာနာနာတခါလေးပါပြီးသားဗောနော်သူ့ရဲ့ဒီ set light ဗောနော်ဒီ battery ပဲမပါမှာဗောဟုတ်ပြီဒါသူ switch ကိုနှိပ်လိုက်ရင်သူဒီမှာအာလာပြီးတော့ battery ရဲ့ parcel ကိုလာပြီးတော့ပြပေးမယ်နောက်ဒီ type C ရက်နေပြီးတော့မှဒါကျွန်တော်တို့ဒီ PD QC စနစ်တွေကိုတော့အသုံးပြုလို့ မယ်ပေါ့နော်ဒီ USB 1ရော USB 2ရောနှစ်ခုစလုံးကနေလည်းပဲ QC အသုံးပြုလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါတော့ကျွန်တော်စင်ပြီးသားလုံးလေးပေါ့နော်ဟုတ်ပြီအဲ့တော့အဲသူကဘက်ထရီကကျတော့ကျွန်တော်တို့ကဒီ2170 site တွေကိုအသုံးပြုပေးရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီတဲမှာကြတော့ကျွန်တော်ကဒီ21700 EVE 5AH တွေကိုအသုံးပြုထားတယ်ပေါ့နော်သူက၄လုံးတွဲပေးရမှာပေါ့နော် 4S တွဲပေးရမှာပေါ့သူရဲ့ဘက်ထရီကကြတော့ဟုတ်ပြီ ော့ကျွန်တော်တို့အတွင်းကိုကျွန်တော်ချက်လောက်လေးကြည့်ကြည့်အောင်အဲ့တော့ဒီမှာသူ့ဒီလိုပြောလိုက်ရင်သူ့အတွင်းထဲမှာ BMS ကလေးပါတော့တခါနဲ့ပါလာတယ်နော်သူ့ BMS ကကိုကြည့်ရင်ဒီမှာသူ့ဒီမှာ slow လေးတော့ပါလာတယ်အဲ့ဒါပဲဆိုကျိုးတော့ပါမလာဘူးဗောနော်ဒီတိုင်းလေးပဲအဲ့တော့သူ့ရဲ့ဒီ connection လေးကိုလိုက်ကြည့်ရင်သူ့ဒီမှာ B- ရှိမယ်နောက်ပြီးရင်သူ B1 နောက် B2 B3 နော်သူ forest ray မှာဆိုတော့ဒီမှာ B+ လာမယ်ဟုတ်ပြီ ပြီးတော့ဒီမှာ p- ရယ်ဒီဘက်က p+ ရယ်ဒီကနေ r ကိုကျွန်တော်တို့ကပြန်လဲထုတ်ယူသုံးဆွဲမယ်ပေါ့နော်ဒါက bms ကပေါ့ဟုတ်ပြီနောက်ပြီးတော့သူ့မှာတက်တက်အတူတူသူ့ရဲ့ကတ်တစ်ခုပါလာသေးတယ်အဲ့တော့သူကကြတော့သူ့ရဲ့ဖွဲ့စည်းတိစောက်ပုံကကတ်ကတော့ဒါလိုပုံစံလေးပေါ့နော်အဲ့ဒီကနေကျွန်တော်တို့က battery ကို 4s တွဲလိုက်တယ် first try ပြီးတော့မှ DPMS ကနေချိန်လိုက်တယ်။ဟုတ်ပြီနောက်ပြီး DPMS ကနေပြီးတော့မှဒီ P- နဲ့ P+ ဟိုဒီက B- နဲ့ B+ နဲ့ပွားပြီးတော့ဆက်ပေးရမယ်နော်။ဆိုတဲ့အဓိပ္ပာယ်ရဗျာ။ဒီကောင်ကျွန်တော်တို့ first try လိုက်တယ်။ဒီ battery လေးလုံးကို first try တယ်။ BMS ကတော့ကျွန်တော်တို့သူ့ကိုသုံးရမယ်။ဟုတ်ပြီ။အဲ့တော့ battery နဲ့ BMS နဲ့ချိန်ဆက်ပြီးတာနဲ့တခါတယ်။ P+ နဲ့ B- ကနေဒါကျွန်တော်တို့အားထုတ်ယူသုံးဆက်လို့ရသွားပြီပေါ့နော်။အဲ့တော့ဒီက ဒီ BMS ရဲ့ B- နဲ့ B+ ကိုကျွန်တော်တို့ဒီကတ်ရဲ့မှာ B+ နဲ့ B- ကိုသွားပြီးတော့ချိတ်ဆက်ပေးရုံပဲပါနော်အဲ့ဒါဆိုရင်ဒါအသုံးပြုလို့ရသွားပြီဟုတ်ပြီအာအသုံးပြုတာတော့ဒီလို၄လုံးပေါ့နော်ဒီ2700လေးလို့အသုံးပြုမယ်အဲ့တော့တွဲပုံတွဲနီးကကျွန်တော်ဒီမှာအသေးစိတ်မဟုတ်ပဲနဲ့ကျွန်တော်နည်းနည်းလေးအာကျွန်တော်ပြောပြမယ်ပေါ့နော်အဲတခုရှိတာကတချို့ကကြတော့ဒီမှာဒီ BMS မှာတချို့ကတွေ့ဒီမှာဒီ 3S တွေမှာကြတော့တွေ့ဒီ0 နောက်ပြီးတော့4.2 8.4ဆိုပြီးတော့ရေးထားတာပေါ့နော်တချို့ကြတော့ဒီကအဲ့လိုမရေးဘူးဒီမှာကြတော့တပ်ပလိုရေးလဲဆိုရင် b- ရှိတယ် b1 b2 b3 အဲ့အဲ့လိုပဲလာတယ်ပေါ့နော်ဒီမှာ b+ ပေါ့ 4s ဆိုတော့အဲ့တချို့ကြတော့လေ 3s တွေဆိုရင် b- b1 b2 b+ အဲ့အဲ့လိုလာအဲ့တော့မျက်စိကိုကမျက်စိလည်းမသွားဘူးပေါ့နော်အတူတူပါပဲအော်ဒီမှာဆိုရင်ကျွန်တော်တို့က power တော့ဒီမှာ0ဖို့ယူရဲဟာ b- ကဒီမှာလာမယ်ပြီးရင် one string က not fast string ပေါ့ ထမဆုံးတွဲလိုက်တဲ့ CD က B1 ဝင်လာမယ်။ပြီးဒုတိယ CD B2 ကိုလာမယ်။တတိယ CD B3 ကိုလာမယ်။နောက်အပေါင်းပေါ့နော်ဒီ plus ထုတ်ယူရမယ့်နေရာကို B မိုက် B+ နဲ့တွဲမယ်။အဲအဲ့လိုလေးပါပဲနော်။အခုမှမာဒီမှာကြည့်မယ်ဆိုကျွန်တော်တို့ကဒါဟုတ်ပြီ။မလေးတော့တွက်ကြတော့ဒီ site သူ့ရဲ့အင်ကွန် site ကဒီလိုပုံစံတွဲရမှာပေါ့နော်။အဲ့ဆိုတော့ကျွန်တော်တို့ကဒီစတူရန်ပုံစံလေးဖြစ်သွားပါပေါ့သူ့ကိုတွဲတဲ့အခါမှာဒီလိုပုံစံလေးကျွန်တော်တို့တွဲပေးရမှာဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီပုံစံကိုကျွန်တော်တို့ကဒါ စီရီချိတ်ပေးရပါဘောနော်အဲ့တော့ပရမသုံးဒီအလုံးကိုကျွန်တော်0ဖို့ယူလိုက်တယ်ဟုတ်ပြီဒီမှာဒီအောက်ပါတာ0ဖို့ဟုတ်ပြီအဲ့တော့ plus plus ပြီး minus လာမယ်ဟုတ်ပြီဒါဆိုရင်ဒီကောက်ကိုဒီလိုလာအဲ့တော့ဒီနှစ်ခုကိုတွဲမယ်နှစ်ခုတွဲတွဲပြီးတော့သူကဒီ plus ကနေ minus ကိုသွားတယ် minus ဘက်ကနေဒီအောက် plus ဘက်ကိုပြန်သွားမယ်အဲ့တော့ဒီ plus ကနေဒီဘက်ကနော်ဒီ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 အလုံးရဲ့ minus ကိုသွားပြီးတော့ချိန်မယ်ဒါဆိုရင်ဒီနှစ်ခုမနော် အဒီနှစ်ခုပေါ့အဒီနှစ်ခုဒီနှစ်ခုသူနဲ့သူနဲ့ချိန်ရမယ်အဲ့လိုချိန်မယ်ဒါဆိုရင် two string တွဲလို့ပြီးသွားပြီပြီးရင်အပေါ်ပြန်တက်လာမယ် multi plus ကိုပြန်ပြီးတော့တက်လာမယ်တက်လာပြီးတော့ဒီတကောင်လည်း minus ဖြစ်သွားမယ်ဟုတ်ပြီနော်နောက်လည်း minus ဖြစ်သွားမယ်အဲ့တော့ဒီကနေတက်တယ်တက်လာပြီးတော့မှာပေါ့နော်ဒီ plus နဲ့ minus နဲ့ချိန်လိုက်တယ်ချိန်ပြီးတော့ဒီဘက်အောက်ဘက်က plus နဲ့ဒီဘက်က minus နဲ့ပြန်ချိန်တယ် ချိန်ပြီးတော့ဒီဘက်က plus နဲ့ဒီဘက်က minus နဲ့ပြန်ပြီးတော့ချိန်ပေးလိုက်ချိန်ပေးလိုက်မယ်ဆိုရင်ဒီနှစ်ခုကနော်ဒီဘက်ကနှစ်ခုအဲဒီလိုပုံစံလေးမြင်ကြည့်လိုက်ပေါ့လိုပုံစံလေးဆိုရင်ဒါတွဲတွဲထားတဲ့ဟာဆိုဒီဘက်က plus ထွက်သွားမယ်ဒီဘက်က minus ထွက်သွားမယ်အဲ့လိုပုံစံဖြစ်သွားမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဒီကအောက်ဆုံးကဒီက0 0ဖို့ပေါ့နော်အဲ0ဖို့ဆိုတော့ဒီ BMS နဲ့တွဲဖို့ကြတော့ဒါ B- ပေါ့ဟုတ်ပြီဒီ B- ကနေ လာတယ်ပထမဆုံးတွဲတဲ့ CD ဒီဒါ B1 ပြီးရင်ဒါနဲ့ဒါနဲ့တွဲလိုက်တဲ့ဒုတိယ CD ဒီ B2 ပြီးရင်ဒါနဲ့ဒါနဲ့တွဲလိုက်တဲ့ B3 ဟုတ်ပြီနော် B3 ပြီးရင် B+ ကဒီပေါ်မှာ B+ ထွက်လာတယ်အဲဟုတ်ပြီအဲ့လိုပုံစံလေးတွဲရုံပါပဲနော်တွဲတာတော့ဒါလွယ်ပါတယ်ဟုတ်ပြီအဲ့လိုတွဲပြီးပြီဆိုရင်လည်းဒါကျွန်တော်တို့ PBS တွဲပြီးသွားရင်တို့ကဒီမှာ B+ နဲ့ B- ကနေပြီးတော့ဒီဘက်က B+ နဲ့ B- ကိုလာပြီးတော့ချိတ်ဆက်ပေးရအောင်။ဒါဆိုရင်ဒါအသုံးပြုလို့ရသွားပြီ။ နည်းနည်းလေးတော့သူကနေရာနဲ့တော့ဒီဒီဘယ်လိုခေါ်မလဲကျင်းနေပေါ့နော်နေရာကျင်းတဲ့အတွက်တော့အာမေခွင်ကျလောက်ထားတာဖြစ်တဲ့အတွက်တော့တော်တော်လေးကိုတော့ဒါဆင်းတဲ့နေရာမှာတော့တတိထားရတယ်ကျွန်တော်တို့ဒီမှာ insulation paper တွေကပ်ပေးရတယ်နော်ဒီဘက်ဒီမှာ insulation paper တွေကပ်ပြီးတော့မှတော့နီးနီးလေးလောက်လေးပဲခွာပါမှာနော်အတွင်းထဲနေဥမာပြောဒီမှာကျွန်တော်တို့ထည့်လိုက်တယ်ဟုတ်ပြီဒါအတူတူထည့်မဲ့နေရာလေးပေါ့အဲ့တော့ဘက်တရီကလည်းဒီမှာလာထည့်မယ်ဆိုတော့နော်တော်တော်လေးကိုကတ်သွားတော့ပေါ့အဲ့တော်တော်လေးကိုကတ်သွားတယ် ာ BMS နေရာကွက်တိတသေးလေးပဲကြံတယ်အဲ့ကြောင့်ကျွန်တော်တို့ကဒါဆင်းတဲ့ခါမှာတော့ဒါကျိုးတွေ site တွေပါညာဖို့တော့ကျွန်တော်တို့တင်ချင်ချာချာလေးလက်ဝင်တယ်ပေါ့နော်လှုပ်တဲ့ခါမှာအဲ့လိုလေးလှုပ်ပေးဖို့တော့လိုတယ်ဟုတ်ပြီအဲ့တော့ဒီလှုပ်ပြီးသားကိုကျွန်တော်တို့ laptop နဲ့တစ်ချက်တော့စမ်းကြည့်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ laptop နဲ့စမ်းကြည့်မှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ laptop နဲ့ချိတ်ဆက်ဖို့ကြတော့ကျွန်တော်တို့ဒီလိုမျိုး PD charger ကြိုးပေါ့နော် universal PD charger ကြိုးတွေရှိဖို့တော့လိုပါလိမ့်မယ် ိုးချိုးခြားခြားကျိုးနေနေတော့အဆင်မပြေဘူးပေါ့နော်ဒီ laptop ချိန်ပေါ့ဟုတ်ပြီပြီးတော့သူကခေါင်းက laptop ကခေါင်းကအမျိုးမျိုးရှိတယ်ပေါ့နော်ဒီသူ့ရဲ့ဒီ DC input ကဂျပန်ကအမျိုးမျိုးရှိတဲ့အတွက်ကြောင့်ဒီ laptop ခေါင်းပြောင်းလေးတွေလည်းရှိထားဖို့လိုပါလိမ့်မယ်ပေါ့နော်အဲကျွန်တော်ဒီ Dell ကကြတော့ဒီခေါင်းလေးနဲ့အသုံးပြုလို့ရတဲ့အတွက်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကျိုးမှာရှိတဲ့ဟာကိုကျွန်တော်ဒီမှာလာပြီးတော့တက်မယ်တက်ပြီးတော့မှဒီ type C ကျိုးကိုကြတော့ကျွန်တော်ဒီမှာလာပြီးတော့တက်လိုက်မယ်ပေါ့နော်ဟုတ်ပြီ ဲ့လိုတက်လိုက်တာနဲ့တော်ဒီမှာတခါလဲဘာ PD ဆိုပြီးတော့ဒီမှာ98.3ပို့တခါလဲထွက်တယ်နော်အဲ့ဟောပြီးရမှာ the PD 19.3ဆိုပြီးတော့မှာတခါလဲတော့ထွက်ပြီးတော့ MP ကတော့တက်မလာသေးဘူးကြောက်လို့ဆိုကျွန်တော်မချိတ်ဆက်ရသေးလို့တော်ဟုတ်ပြီအဲ့တော့ကျွန်တော် laptop နဲ့ချိတ်ချင်မှာနော် ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော် laptop ကို run လိုက်ပြီเนาะ run လိုက်တဲ့အခါမှာအထွက်ကဒီမှာတွတ်မှာအောက်လို့တခါတည်းရေးထားတယ်เนาะအောက်ဆိုပြီးတော့ဒီမှာ PD ဆိုပြီးတော့ရေးတယ်90.3ဗို့ဆိုပြီးတော့မလားအမ MPR ပါတခါလည်းသူတခါလည်းပြပေးထားတယ်เนาะဟုတ်ပြီအဲ့တော့မှာ laptop ကတော့စပြီးတော့ဒီမှာ power on လိုက်เนาะဒီမှာ dial ဟုတ်ပြီလာပြီးတော့ပေါ့ ਈ အချိန်ထိအောင်တော့သူ0.4 MPR လောက်ပဲစားတော့တွေ့ရတယ်เนาะဒီမှာ0.4 MPR လောက်ထိပဲစားတယ် ဟုတ်ပြီဒါဆိုတော့ဒါကျွန်တော်တို့ဒီ laptop ကိုတော့အကောင်းဆုံးသုံးပြလို့ရမယ်ဒါအဒီ laptop ကကျတော့ the 65 watt ပေါ့နော်ဒီအဲ့မှာအ laptop ကတော့ဒါစပြီးတော့ run လို့ရနေပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါ laptop တော့ကတော့အဆင်ပြေသွားပြီအဲ့တော့သူ့ရဲ့ charging ဘိုင်းနော်အပြန်သွင်းတဲ့အပိုင်းကိုကျွန်တော်တို့တစ်ချက်တော့ကြည့်ကြည့်ရအောင်နော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာပထမဆုံးဒီကျွန်တော်တို့ဒီ YoYo phone အသွင်းကောင်းတဲ့တစ်ချက်အသွင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီ ဟုတ်ပြီတို့ထိုးတဲ့ခါမှာတော့ဒါအာတော့ဒါအဝင်ပြနေတယ်ဗောနော် in ဆိုပြီးတော့ဒီမှာအဝင်ပြနေတယ်ဘိုးက5ဘို့ပတ်ချလဲ2.1 ampere ဟုတ်ပြီဝက်အနေနဲ့ပြောရင်တော့10ဝက်ပဲရှိမယ်ဗောနော်ဒီဘိုးနဲ့ ampere နဲ့ပြောလိုက်တဲ့ခါတော့ဟုတ်ပြီ67ဝက်ခြားခြားနဲ့တစ်ချက်လောက်ကျွန်တော်တို့စမ်းကြည့်မယ်ဗောနော်ဟုတ်ပြီဟောမှာကျွန်တော်တက်ကြည့်လိုက်မယ်အဲ့တော့67ဝက်နဲ့ဘောဘလိုချင်းနေရှိတယ်ဆိုတော့တစ်ချက်တော့ကြည့်ကြည့် ောက်တော့ PD ဆိုပြီးတော့ပြရတယ်။အော်67.7နဲ့ကြတော့ဒီမှာ19.6ပို့3.2 MBR လောက်ထိအဝင်ရှိတယ်ပေါ့နော်။ဒါဆိုရင်တော့ဒါ charger လိုက်ပါတော့ charger 67 watt ဆိုရင်သူလည်းပဲဒါ67 watt အထိအသွင်းတာကိုဒါလက်ခံပေးတယ်ပေါ့နော်အဲ့လိုသွင်းပေးလို့ရတဲ့သဘောပေါ့နော်အဲ့တော့ဒီမှာ67 watt charger နဲ့သွင်းတဲ့ခါမှာတော့ဒီမှာအပြန်သွင်းတဲ့ခါမှာတော့ဒါပို့ပြီးတော့မြန်လိုက်မယ်ပေါ့နော်အားဝင်ရဟုတ်ပြီဆိုတော့ကျွန်တော်တို့ ဒါလေးတွေဒါ portable လည်းဖြစ်တယ်အပဲသွားသွားပေါ့နော်ဒါအဲ့လိုတကူယူသွားလို့လည်းရတယ်ပေါ့နော်တော်တော်လေးဒါ daily use အတွက်လည်းဒါအဆင်ပြေတာကိုတွေ့ရတယ်ပေါ့နော်ဒီတော်တော်ဒီမီးလာနေတဲ့ချိန်မှာတော့ဒါသူ့အသွင်းထား laptop လည်းအသွင်းထားပေါ့နော်နောက်မီးပြတ်နေတဲ့ချိန်နေမှာဆိုရင်ဒါမီးပြတ်တဲ့ချိန်ဒီ3 4 5နာရီလောက်သုံးဖို့ကတော့ဒီ power bank လေးတွေကလည်းဒါတော်တော်လေးအဆင်ပြေတာကိုတွေ့ရပါတယ်နော်ဒီမှာပေါ့ပေါ့ပါပါလေးလက်တအာလက်တပြားစာလောက်လေးပဲရှိတယ်ပေါ့နော်ပေါ့ပေါ့ပါလေးနဲ့ 21700လေးလုံးတွဲဆက်ပြီးတော့အသုံးပြုရတာဖြစ်တယ်ပေါ့နော်။ဟုတ်ပြီ။ဆိုတော့ကျွန်တော်တို့ဒါအပြန်သွင်းတဲ့ပိုင်းမှာတော့ဒါအဲကိုအပြန်သွင်းတဲ့ charger အလိုက်ပေါ့နော် charger ရဲ့ watt အလိုက်ဒါအသွင်းတာကအမြန်အနေအဲ့ဒီမှာကွာပါလိမ့်မယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့ဒါဒီကနေ့ကျွန်တော်အတင်ပြပေးတဲ့အကြောင်းအရာလေးကိုကြိုင်တက်ကြမယ်လို့ထင်ပါတယ်ပေါ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။